နန်တန်ကရင်ကျွာအားလုံးမိတ်မင်္ဂလာပါဗျာဆိုတော့ဒီနေ့ကဒီ reading mind ပေါ့နော်ဆက်ပြီးတော့ solution sharing လုပ်ပြတော့မှာဖြစ်ပါတယ်ဒီနေ့ကကျတော့ဆိုတော့ဒါ6ရက်နေ့မြောက်နေ့နေ့ sharing လုပ်မှာဆိုတော့ဒီတစ်ခေါက်ကလည်းအဲထန်ဘုံမွန်တိုင်းတဘုတ်နေ့ဆိုတော့ဒီဆိုတော့ချူဘုံမွန်တိုင်းတဘုတ်စီဆိုတော့ sharing လုပ်ပြတော့ရှိပါမယ်နော်အဲဆိုတော့ပထမဦးဆုံးအနေနဲ့သုံးဆန်တိုင်းအဲထန်ဘုံမွန်တိုင်းကိုအရင်ဆုံးစကြည့်အောင်အဲတော့အဲဆိုတော့သုံးဆန်တိုင်းမှာနော်မေကွန်တူပါမေးထားတာလေပေါ့နော်ဆိုတော့ရုံဆုံးအဲ မှတ်ကြအောင်နော်အဲ့တော့မိဂုံးနေနေသူဘာမိသားလဲဆိုတော့မွန်တိုင်းအနေနဲ့ပိရှံကာယီတိုက်ခတ်တော်ပါအနန္တိကဒါတော့လွေတယ်နော်ဆိုလို့ဇာယေသူပြောခြင်းနဲ့အကြောင်းအရာကဘာများဖြစ်မလဲပေါ့နော်ဒီဒီစာပိုက်မှာဇာယေသူဒီကပြောခြင်းနဲ့အားလေးကိုဆိုလို့ရွေးပေးရမှာဖြစ်ပါတယ်โอเคအားစရင်စာကြည့်အောင်ဒါတော့တော်တော်လေးပဲဆိုတော့နော်ရှာလို့လွေမယ်ထင်ပါတယ်โอเคအားစရင်စာလို့တစ်ခေါက်ဖတ်ကြည့်အောင်နော်โอเคအဲပြီးမှအပြေရှာမယ်နော်အဲ့ကြာ 始めましょう。え自分がのめり込んだことが仕事として成立した、したなら、これほど楽しいことはないだろう。もしかしたら、その感覚は世の中の常識とは順番が逆のな、なのかもしれない。本来はまず仕事ありきなのだろう。与えられた仕事をどう楽しめるか考えるのが普通なのかもしれません。でも仕事はただ考えられるだけ、だけのものだったら、 やっぱり面白くなる、する、面白くするにも限界がある。自分は何を面白いと感じるか、まずそれありきで仕事を考え、考えた方がいいと思うんだ。OK, IT さて、違で、注意1か注2か、ベタだか、のめり込む、デイベガジョロ、夢中するね、ありき、デイベガジョロ、優先。 ဦးစားပေးတာပေါ့နော်အဲဆိုတော့ non non medical commit ရဲ့တော့တပေါ်တရားဒီမှာဆိုတော့ဒီမှာပေးထားပါလေပြီးရင်ဆိုတော့ဒီမှာ ariki 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 ကဒီမှာ ariki ချွေးနေရေးထားပါနော်ဆိုတော့ okay အဲ့တော့ဘာသာပြန်ကြည့်အောင် okay သူကဘာပြောသားလေးဆိုတော့ဆိုင်ရေးတူပါနော်ဂျီဘုံဂျီဘုံကနော် non medical da koto တိပေကကိုကိုယ်တိုင်စိတ်ပါဝင်စားတာပေါ့မချူလောက်တယ်ဆိုတော့ကိုစိတ်ဝင်စားတယ်ကိုဒီရာတစ်ခုပေါ်မှာဒီဘယ်လိုပြောမလဲဆိုတော့ အာယုံစူးစိုက်မှုရှိတာပေါ့နော်ပြောမယ်အဲ့တော့အဲကိုကိုတိုင်စိတ်ဝင်စားတဲ့အကြောင်းအရာတွေဟိုအလုတ်အနေနဲ့အလုတ်နိုင်မယ်ဆိုရင်တဲ့ဒီလောက်လောက်ပေါ့နော်ဒီထက်ပျော်စရာကောင်းတာမရှိတော့ဘူးလို့ထင်နေတဲ့ ြောမှာဆိုရင်ကိုယ်ဝါဒနာပါတဲ့အရာတွေကိုပဲအလုတ်တစ်ခုအနေနဲ့လုပ်နိုင်မယ်ဆိုရင်တော့ဆက်လို့ပြောစရာဒီတက်ပြောစရာကောင်းတာမရှိတော့ဘူးလို့ထင်နေတယ်မဟုတ်မှလို့ရအဲ့ဒီအခုသူတွေးနေတဲ့စိတ်ကံစားချက်ပေါ့နော်သူအတွေးနေတဲ့အတွေးကတော့တဲ့ယောနုနကတော့ဂျော့ရှ်ကေဒါဇာတို့ရဲ့ဒီလက်ရှိနေထိုင်နေတဲ့လူလောကထဲမှာကဂျော့ရှ်ကေတိပဲတမန်အတိညာဉ်တွေကတော့ပြောင်းပြန်ဖြစ်နေကောင်းဖြစ်နေနိုင်ပါလေတဲ့ဒါပေမဲ့ဟွန်ဒိုင်ဝါမဆိုရှင်မတော်ဟာရီကေအယဟိုးရင်ကလေးကပေါ့နော်အရင်ဆုံးအလုတ်ကိုဦးစားပေးကြတာများ အာဦးစားပေးကြတာများကြတယ်မလားတဲ့နော်ဒီဟိုးရင်ကလေးကဆိုတော့သူကခုလုတ်ပြီးဆိုအလုတ်သဘောတရားရမြင်ပဲဦးစားပေးပြီးတော့မှစဉ်းစားကြတာများကြတယ်ပေါ့နော်အဲ့တော့အထိုင်းရတဲ့တရှိမတော့ဟိုမှာကိုကိုပေးလာတဲ့အလုတ်ပေါ်မှာမူတည်ပြီးတော့ဘယ်လိုမျိုးပြောရွှင်အောင်လုပ်ရမလဲဆိုတာစဉ်းစားကြတာတော့တဘာဝကြတဘာဝပဲတဲ့အဲ့တော့ဟိုကိုကိုလုတ်နေတဲ့အလုတ်ပေါ်နော်ကိုပေးလာတဲ့တာဝန်အလုတ်တွေကိုငါတို့ဘယ်လိုပြောလုတ်စဉ်းစားပြီးတော့လုတ်ကြမလဲဆိုတာပဲတွေ့ကြတာများပါတယ်တဲ့ でもだべめ仕事がただ与えられるだけのものだったらだべめあのかにべられてあやとこをべさ表現あんのにめそうにやっぱり ဒါတော့ပြုစံမလို့ဘူးပေါ့နော်။အုံမရှိတဲ့ခုဆိုတော့အဲစိတ်ဝင်စားလာစရာကောင်းဖို့ဟာကတော့ limit တစ်ခုနေနေရှိလာနိုင်တယ်တဲ့။ limit ဆိုတော့ကန်တက်တစ်ခုပေါ့နော်။ဥပမာဆိုတော့အလုပ်တစ်ခုကိုလှုပ်လှုပ်ရင်းနဲ့၃နေလောက်ကြာအေးလာတယ်လေ။မလုပ်ကျင်တော့ဘူး။ဒီလုပ်ပေါ်မှာစိတ်ဝင်စားလာတာအရာတွေပြောချင်နေသေးတယ်။အဲ့တော့ကန်တက်တစ်ခုနေနေလေရှိကြတယ်ပေါ့နော်။အဲ့တော့ဂျီဘုံကန်တက်နေဖို့အုံမရှိလေးဒုက္ခကြီးတို့ကကိုကိုတိုင်းကရောပါတယ်စိတ်ဝင်စားစိတ်ဝင်စားလာတယ်ပေါ့နော်။အရင်ဦးဆုံးအနေနဲ့ မှသူအရင်ဥဆုံးနေလေအဲ့ဒါကိုဦးစားပေးပြီးတော့မှအာရီကိတဲ့ဆိုအဲ့ဒါဦးစားပေးပြီးတော့မှကံရှင်မတော်ကိုခံခဲ့ရတာဟိုကကြီးတော့အမောအဲ့တော့အလုပ်ကိုစဉ်းစားတာပို့ပြီးတော့မှကောင်းတယ်လို့ထင်နေတယ်။ညာရင်တော့အဲ့ဒီဘောဓိယကဆိုတော့နှိချုပ်လိုက်မယ်ဆိုရင်ပြောရမယ်ဆိုရင်ဟိုကိုဝါဒနာပါတဲ့အလုပ်ကိုဘောဝါဒနာပါတဲ့အရာတွေကိုအလုပ်နေနေ လုတ်ရင်တော့ပို့ပြီးတော့ကောင်းနေလို့ပြောတဲ့သဘောပါဒါအနည်းချုပ်နေနဲ့ပြန်ပြောတဲ့သဘောပေါ့နော်ဆက်ပြောနော်ရမယ်ထင်ပါတယ်အဲဆိုတော့ဇာရည်သူပြောပြောချင်တဲ့အကြောင်းအရာကဘာများဖြစ်မလဲအဲဆိုရင်ဇာတို့ဇာပိုက်ဖတ်လိုက်ကြရင်အနည်းချုပ်နေနဲ့အချင်းနေဆောင်ယုံတဲ့ကနေပြီးတော့ဖြေမှန်သဘောရှိပါမယ်ဟိုက်တစ်ချက်ရှာကြည့်ပြပါအချင်းလာနေလာဆောင်မယုံကိုအထင်ပါနော်โอเคအပြေမှန်ကနေပါမယ် နော်興味のあることを仕事にするのがいい。あら、こうわだなばれ、こうせいめんざれအရာတစ်ခုကိုအလုပ်နေနေလောက်တာကောင်းနေဆိုပြီးတော့ဇာတ် ဆရာကပြောခြင်းဆုံးအကြောင်းရဖြစ်ပါတယ်အမှန်ဒီမှာရေးတာပါလို့ဆိုလို့ဒီမှာနောက်ဆုံးမှာသူ့ရဲ့ဖြေပါပါတယ်အဆိုရှင်ကိုချေမိတော့ဒီမှာနော်မဇုဆိုတဲ့အာရီကီတဲ့ရှင်မတော်ဩခန္ဓာတာဟောကဤတော်မအိုမိုသို့ပမောဆိုတာကဒီမှာလို့ထင်နေဆိုဘသူကထင်တယ်လဲဆိုဒီစာရေးတဲ့စာရေးဆရာကထင်တဲ့အတွက်ကြောင့်စာရေးဆရာသူပြောခြင်းတဲ့အကြောင်းရကကျတော့အရင်မှုဆုံးကိုလုတ်ခြင်းတဲ့အရာပေါ့နော်ဦးစားပေးနေနေအဲဆိုတော့အလုပ်အနေနဲ့ပေါ့နော်စဉ်းစားလိုက်ပိုကောင်းတယ် အဲ့လိုမျိုးပြောခြင်းနဲ့တိပဲပေါ့နော်ကိုပါဝါဒနာပါလေအဲ့ဝါဒနာပါလေအကြောင်းအရာကိုအလုပ်အနေနဲ့လုပ်တာအောင်လေလို့ပြောခြင်းတာ ਨੇ အတူတူပါပဲအားကြောင့်ဆိုတော့နေနေတပါရှိပတိုင်ဝါနိဗ္ဗာန်လေးโอเคနော်一番がちょろ与えられた仕事と楽しむことが大切だပေးလာတဲ့အလုပ်ပေါ်မှာဆရာတို့ပြောပြောရှင်းရှင်းလုပ်သွားဖို့ကတော့အရေးကြီးတယ်လို့ပြောတာမှားတယ်အာ面白い仕事と与えられることが重大いနော်အဲ့တော့ကျူရောဒီစကျူတိုင်းမှာကျူရောဒီအဲ့တော့စိတ်ဝင်စားစရာကောင်းတဲ့အလုပ်ကိုပေးနိုင်ဖို့ကတော့ ဒီကကြတယ်မဟုတ်ဘူးဒုံသန်ရှိမှုတို့တင်မို့စုခဲ့တဲ့ဤတယ်ပါသံသရှိခုနာရီဘလို့လုံမျိုးမဆိုဆက်ပြီးတော့လုံတော့မယ်ဆိုပြီးပျော်စရာကောင်းလာမယ်လို့ပြောလာမှာပါလေအားကြောင့်ဆိုတော့အဖြေမှာငါနိဗ္ဗာန်ကိုရွေးရအရင်ဖြစ်ပါလေဒါပဲနော်အလားကတရားအသဘုတ်ဆက်လို့တန်ဖို့မရတော့ဖြစ်ပါလေโอเคချူပုံလေးတစ်ကြည့်အောင်နည်းနည်းတော့မြင်ရတယ်ပေါ့လေသူချူပုံဆိုတော့လေဆိုတော့အမေကနတ်ပုတ်လာလားဆိုတော့နတ်ပုတ်ရှိပါမယ်နော်အဲ့โอเคစကြည့်အောင်မွန်တိုင်းကြည့်ပါမယ်

ိမ်မက်နဲ့ပတ်သက်ပြီးတော့ဘောနော်အိမ်မက်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မေးခံမေးလာတဲ့အခိုင်အခါမှာဆိုရင်အဓိကပြဿနာအချက်ပေါ့နော်အဓိက main အချက်ပေါ့လေ main thing အနေနဲ့ပတ်သက်ပြီးတော့ဇာရေးစရာကဒီစာပိုက်ထဲမှာသူဘယ်လိုဖော်ပြထားတာလဲအဲ့ဒါအဓိကကြတယ်နော်ဆရာတို့ဆရာတို့အမြင်သွားထည့်လိုက်လို့မရဘူးငါရလူချင်းဆိုရင်ကလေးရဒီလိုမင်းဒီလိုဖြေလိုက်မယ်အလုပ်လုပ်လို့မရဘူးအဓိကဆရာတို့စာပိုက်ကိုဖြေနေတဲ့အတွက်ကြောင့်စာပိုက်ထဲရဲ့ဇာရေးသူရဲ့အမြင်ဇာရေးဇာရေးသူရဲ့ ဆိုလိုရင်ဇာယိတ်သူရဲ့ဖော်ပြချက်ကိုပဲရွေးပေးရမယ်အဲ့တော့သူမေးတာကလူကြီးတွေကကလေးတွေစီကနေပြီးတော့အိမ်မက်နဲ့ပတ်သက်ပြီးတော့မေးခံလာရတဲ့အခါကျတော့အဓိကမေးဒီမွန်တိုက်ထဲအနေနဲ့ပတ်သက်ပြီးပေါ့နော်အဓိကပြဿနာအချက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖော်ပြထားသလဲဒါမွန်တိုက်ကြီးမွန်တိုက်ကြီးကကျတော့အိရှာကမတ်တော်မယိတိုက်ကိုတော်နာနီကဇာယိတ်စရာပြောခြင်းဆုံးအရာပြောခြင်းဆုံးလို့ပြောတာမတ်တော်ပါတယ်နော် ပြောခြင်းဆုံးအရာပါလေအဲ့တော့မွတ်ထုံမပိုင်ဆိုတော့ဇာပိုက်မှာပြောထားခြင်းနဲ့ပြောခြင်းနဲ့အကြောင်းအရာလည်းအများကြီးတော့ရှိတယ်ဆိုပေမဲ့အဓိကအာဘယ်လိုပြောမလဲ recommend ပေးဆုံးအရာကိုဆိုတော့ရွေးပြရမှာဖြစ်ပါတယ်နော်အဲ့ဒါလေးမိထားပါလေအဲ့ဆိုတော့ဇာပိုက်ကိုဆိုတော့ထုံစံနိုင်အရင်ဆုံးတစ်ခေါက်ရင်ဖတ်ပေးပါမယ်နော်အဲ့ပြီးမှဆိုတော့ဖတ်တာပြန်ပါမယ်ဟုတ်ဆိုတော့တစ်ခေါက်လေးဆိုပြော ြောခဲ့ပြုမိတင်ပါတယ်เนาะဒါကတော့ဆိုတော့ practice လုပ်တဲ့ပုံစံလမ်းကြီးလုပ်တဲ့အတွက်ကြောင့်ဒါကတော့ဒါအသေးစိတ်အနေနဲ့ပေါ့เนาะဒီ theme ပါတယ်ကိုတို့ပါတယ်လည်းသိရအောင်ဆိုပြီးတော့ဖတ်တဲ့သဘောပါကိုကိုယ်တိုင်ပြေးတဲ့ခါကျရင်တခါတည်း the break တဲ့ရှာမှာပါเนาะ okay เนาะဘာလို့ဆိုတော့ father ပြန်တစ်ခေါက်ပြန်ပြီးပြေးပြန်ရှာမယ်ဆိုရင်ကြာသွားမယ်အဲ့ဒါအချိန်မပေးဘူးเนาะ okay အစိမ့်ဆိုင်အောင် okay ဆိုတော့ဖတ်ကြည့်အောင်ကြာဟာကြည့်မယ်မှာ show そもそも大人が夢を子供に問う高い目標に向かって突き進め、そして必ず成功しろという期待を押し付けている感じがします。夢、成功することになってしまうてしまっている。そういう大人の意図を子供は敏感に察知します。高い目標を目指すことはいいことですが、そればかりでは子供は疲れてしまいます。 本来、有名という言葉は、もっと広い意味のはずです、職業だけでなく、どんな人間になりたいか、どんな暮らしをしたいかという願いも含んでいる、含んでいます。友達を裏切られない人間になりたい、自然にまこあ囲まれて暮らしたいといった有名だっていいのです。その方がずっと具体的で、その他、今持っている思いや、願い願いや ど、時には悩みを含んでいることだってあります。夢は何という問いへの子供の答えに、答えにもっとお耳を傾け、深く掘り下けて、掘り下けて語り合いましょう。子供が語る夢に含まれる小さなつぶやきや不要に出てきつきつらい願いを無視しないでください。例えば、子供を産んで 幸せな家庭を築きたいという子供の夢には、今の家庭への不安や将来への不安が囲まれているのかもしれません。親子で夢について深い語り、語り合いことで子供の気持ちがよく分かってきます。子供の答えの背景にどんな思いや願いや憧れが込められているのかを読み取ってあげませんかはい。 အိုက်တယ်လို့ပါပဲเนาะဆိုတော့အဲ့တော့ဒီမှာជីជីနေစံယုံကိုငိုင်းလုံးပေးထားပါလိသမို့သမို့အခုကိုဒေဝဖူးဆိုเนาะလက်ရှိချိန်ဒီပုံမှန်เนาะပုံမှန်ချိန်နေပဲဗောနော်သမို့သမို့စัจချမစ်ကိဇကုဟင်ကိဇကုစိတ်ထဲမှာတတိထားမိတဲ့ညာဗောနော်အော်တိုကီနီဝါအာရီတိုကီဝါဆိုတဲ့အဲဆိုတော့ဒီချိန်မှာတချို့အချိန်မှာဗောနော်တချို့တချိန်မှာတော့အချို့ချိန်မှာတော့အချို့ခါမှာတော့အသိသူပြရကခုကိုဒေဝအမွေခုလက်ရှိချိန်ဒီတွေးထားတဲ့အတွေးတွေဟိုက်ကေကကြတော့ခုကိုဒေဝရှိတော့ ပြောမယ်ဆိုရင် now can background မှာ ਨੇ okay အဲဒီပေါ်ပါ okay အဲဆိုရင်ဘာသာပြန်ကြည့်အောင်ဆိုမေကုန်းကိုမမေ့နိုင်နဲ့နော်မေကုန်းမေ့ထားတယ်ဟာနော် okay အဲဆိုရင်ပထမဦးဆုံးတစ်ပိုက်ဆက်စပါမယ်ဆိုမဆိုမတော့ဘုံကယူမေကိုကတော့မနေတော့တော့ကတော့တော့ကပြောမယ်ဆိုဟိုပုံမှန်ပေါ့နော်ခုလက်ရှိချိန်ဒီပုံမှန်ရှိနေတဲ့ကာလကိုပြောလိုက်ဆိုမဆိုမပုံမှန်နဲ့လူကြီးတွေကကလေးတွေဈေးကနေပြီးတော့ဒီအိမ်မက်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မေးခံလာတဲ့အခါမှာဆိုရင်ね โอเคนะဓာတ်ไก่มกยို့โอเคนะပြောရမယ်ဆိုရင်မြန်မာတွေရေမှန်းချက်တွေကိုနင်တို့နင်တို့ဥတည်ပြီးတော့ဘောနော်ရှေ့ဆက်ပြီးတော့လှုပ်ဆောင်ပြီးတော့စ조사ရမယ်ဆိုပြီးတော့มาပြောကြတယ်တဲ့ဆိုစတဲ့ပြီးတော့ခန္ဓာရဲ့တေချာပေါ့အောင်မြင်အောင်လှုပ်ကြမှာဘောနော်အောင်မြင်အောင်လှုပ်ရမယ်ဆိုတော့ဒီမျောလင်းချက်တွေကိုတဲ့အိုချစ်စကေတေရီတို့ခံကြတာအဲ့မျောလင်းချက်တွေအားလုံးကဆိုတော့အိုချစ်စကေတေရီတွေဆိုတာ pressure ပေးတာဘောနော် PR ပေးတယ်လို့မျိုးခံစားရတယ်ကလေးဘက်ကနေကြည့်ရင်ဒါတွေကသူတို့ကို pressure ပေးနေတယ်လို့မျိုးခံစားရပါတယ်တဲ့အဲ့တော့ ယူမယ်အိမ်မက်ဆိုတာကအောင်မြင်ခြင်းဆိုတဲ့အတိတ်ပဲအနေနဲ့ဖြစ်လာဖြစ်လာတယ်ပေါ့နော်အဲ့တော့ဆွေယူအတော့အတော့ကိုအဆွေတကောပြအတော့အဲ့အဲ့လိုမျိုးလူကြီးတွေရဲ့လိုချင်တဲ့အရာအထုအသေးပဲလိုချင်တဲ့အရာရည်မှန်းချက်တင်တော့လူကြီးတွေကဖြစ်ချင်တဲ့ဟာတွေရည်မှန်းချက်တွေလိုချင်တဲ့ဟာတွေကိုတဲ့ကလေးတွေကလည်းနားလေသဘောပေါက်ပါလေတဲ့နားလေသဘောပေါက်သိရှိကြလဲပေါ့နော်ပြောမယ်လူကြီးတွေကဒီလိုပြောလိုက်ခြင်းအဖြစ်သူတို့ဘာကိုပြောချင်တာလဲဆိုတာသူတို့လိုချင်တဲ့ မှသူတို့ဘာကြောင့်ဒီမြင့်မားတဲ့ image ချက်ကိုထားရလဲဆိုတာကလေးတွေကလည်းနားလည်သဘောပေါက်ပါလေတဲ့ဒါပေမဲ့ဒါကာယီမုတ်ကူရောမြင့်မားတဲ့ image ချက်ကိုဆိုတော့ meta ဆိုဆိုရင်မှန်းထားတာကတော့ကောင်းတယ်ကောင်းတယ်ဆိုပေမဲ့ပေါ့နော်ဒါပေမဲ့အဲ့လိုယူမြင့်မှန်းထားတာကြီးပဲလုပ်နေမယ်ဆိုရင်ကလေးတွေဘက်ကနေကြည့်ရင်တော့ပင်မှန်းသွားလိမ့်မယ်တဲ့စကားတွေသိရှိမှစ။ yeah နော်အဲ့တပိုင်ပထမဦးဆုံးတပိုင်နားလည်မယ်တင်တယ်ပြောမယ်ဆိုရင်ပုံမှန်ဟိုဘယ်လိုပြောမလဲရီမန်ဟို ဘယ်လိုပြောမလဲအိမ်မက်ဆိုတဲ့ဟာမိခင်ရတဲ့ခါကျတော့ရီမန်ချက်မြင့်မြင့်ထားရမယ်ကောင်းနေရီမန်ချက်တွေကိုဆိုတော့ထားရမယ်ဆိုတော့ဒီလူကြီးတွေစီကညကြားရတာပေါ့လေနော်အဲ့တော့အဲ့လိုမျိုးကနဲ့ကြားတဲ့ခါကျကလေးတွေဘက်ကနေကြည့်တဲ့ခါကျသူတို့အနေနဲ့ pressure ဖြစ်တယ်လို့ခံစားရတယ်ပေါ့နော်တကယ်တမ်းကျတော့ဆိုတော့လူကြီးတွေကလည်းဒီလိုမျိုးဘာကြောင့်ပြောတာလဲဆိုတော့ကလေးတွေဘက်ကနေကြည့်ပြန်တော့လေသူတို့အနေနဲ့အဲနားလေတော့ပေါ့ပေါ့သိရှိကြတယ်ပေါ့နော်အဲ့တော့ ဒါမဲ့မြေရန်မြင့်မာတဲ့ရေမကျပဲမင်းတို့ထားမယ်ထားမယ်လို့ပြောသွားများတဲ့ခါကျနောက်ပိုင်းဘာဖြစ်လဲဆိုကလေးတွေပဲကနေကြည့်ရင်ပင်မှန်သွားလိမ့်မယ်။ Okay အဲ့ဒီ device ကလေးဆိုတော့ဖြည့်တယ်မှာပါနေပြီးတော့ပြောမယ်ဆိုရင်လူကြီးတွေကကလေးတွေမေးခံရတဲ့ခါမှာအဓိက mountain ten နေနဲ့ဆိုရှာမယ်ဆိုရင်ဟုတ်လားလူကြီးတွေကသူတို့ ကောင်းမြင့်မားတဲ့ယူမန်ချက်ကိုထားရမယ်ဆိုပြီးတော့မှပြောတဲ့အချက်အဲ့ဒါဆံပေးရမယ်ဟုတ်လားကလေးတွေကလေးတွေသူမေးပြီးဆိုရင်အဓိကသူတို့ပြောချင်တဲ့အရာကဘာလဲဆိုတော့မင်းတို့ယူမန်ချက်မြင့်မြင့်ထားမယ်တခိုင်မကူရထားမယ်ပြင်မင်းတို့စူးစမ်းမယ်အဲ့ဒါဆိုမင်းတို့အောင်မြင်မယ်ဆိုပြီးတော့မှပြောတဲ့အချက်ကိုအဲ့ဒါသူတို့ရဲ့မွန်တိုင်းထင်မယ်ဒါပဲအဲ့ဒါကြောင့်ဆရာတို့နေနဲ့အဲကိုအတွင်းကိုမထင်တော့အင်းရမှာပြဿနာတက်မယ်အဲ့တော့ဘယ်ဘယ်နံပါတ်ဖြစ်မလဲဆိုတော့အဲ့ဂျီနီစမ်းလို့ဒီဒီမှာတော့ပါတယ်ပေါ့နော်ပြောရမယ်ဆိုရင် えー、その時に食べる。高い目標を向かって進むその、えー、成功しろという期待を打ち続けています。夢成功するにかくことになってしまっあしまっている。エラガトロイエ、モンタイテンロピョロヤマイ。ディーサーバイン、ディーサージャンクサシ、チェラレハネ、ガニで、デジャンジュエビヤメ、ベナマピマネ。OK、一番です。な、大人がいいと考える。 မကူရောမတမေကချီです。အဲ့တော့မတမေရုဒိပေကဒီနေရာမှာကျတော့ဆိုတော့ဒီတတိထာမှာတခုရှိရပါဘောနော်။ရင်းတော့ဆိုတော့တောင်းဆိုတာ request လုပ်တယ်မတမေတွေတောင်းနေဆိုမဲ့ဒီနေရာမှာကကျတော့လုတ်ခိုင်းတဲ့ပုံစံ။လုတ်ခိုင်းတဲ့ပုံစံခဏခဏလုတ်ခိုင်းနေပါနော်။ဆိုတော့လူကြီးတွေကကောင်းတယ်လို့သူတို့ထင်တယ်ကောင်းတယ်လို့ထင်တဲ့ဒီမကူဖီဝိုးတွေရိမ်းမှန်းချက်တွေကိုခဏခဏ လောက်ခိုင်းတာကလေးတွေကိုပေါ့နော်မင်းတို့ဒါလေးလောက်ရမကျမင်းမြစ်ထားစူးစားအောင်မြင်မယ်ဆိုပြောအပြောတာပေါ့နော်အဲ့တဘောမျိုးကိုပြောတယ်တဘောပါအကြောဆိုလို့နေနေအစ်ကြီးပန်းဖြစ်မှန်ဖြစ်ပါတယ်နေပန်းကကျတော့လူကြီးတွေသူတို့လက်တွေ့ကောင်းထဲမှာဖွန်နိုင်ခဲ့တဲ့ရေပန်းချက်တွေကိုလောက်ခိုင်းတာကလေးမဟုတ်ဘူးနော်စာပိုက်ထဲမှာမပြောသွားဘူးသူတို့မလောက်နိုင်တဲ့ဟာလေ တို့မကောင်းတယ်မဖော်နိုင်တဲ့ဟာတွေကလေးတွေကိုဖိအားပေးလို့လုပ်ခိုင်းတယ်အဲ့လိုမျိုးပုံစံတော့မဟုတ်ဘူး။နောက်ကလေးတွေတို့စိတ်ထဲမှာမရှိတဲ့ရီမန်းချက်တွေကိုလုပ်ခဏခဏလုပ်ခိုင်းတယ်မဟုတ်ဘူးနော်။တို့မတွေးထားမထင်တဲ့ရီမန်းချက်လုပ်ခိုင်းတယ်မဟုတ်ဘူး။ကလေးတွေနောက်တစ်ခုကကျုံမီဟိုအဲရှိမဲရှိမဲရှိမဲဆာလိုက်ဆိုတော့ဟာဟိုရီမန်းချက်တွေကိုလုပ်ခဏခဏခဏလုပ်ခိုင်းတယ်မဟုတ်ဘူးနော်။ဝါဒနာဝါဒနာကိုမဖော်ပြတဲ့ရီမန်းချက်တွေဒီမှာစာပိုက်တွေမှာလုံးဝမပြောထားပါဘူးယုံမှန်တယ်နော်။အဲဒါကြောင့်ဆိုတော့လည်းနေ့အစ်ကြီးပါ ရေးပြန်ဖြစ်ပါတယ်ဒါသဘောရသွားမယ်ဒါပထမဦးဆုံးပိုက်ထဲမှာအဖြေအပါကိုလို့တက်ဖို့ okay အဲ့ဆိုရင်ဆက်တော့နှစ်ပိုက်ကြံသေးတယ်เนาะဆက်သွားကြည့်အောင်မေးကိုမမေ့နဲ့เนาะနောက်တစ်ပုတ်ကြံသေးတယ် okay ဟောင်းနေယူမေထွေးကိုတော့ဘာဝအဲဟိုရင်ကလေးအောင်ပါတော့ဆိုတော့အိမ်မက်ဆိုတဲ့စကလုံးကတဲ့ဒီထက်ပို့ပြီးတော့မှကြေပြန့်တဲ့အတိတ်ပဲတည်းရှိပါတယ်တဲ့နော်ပို့ပြီးတော့ကြေပြန့်တဲ့အတိတ်ပဲရှိသေးတယ်ဘလိုမျိုးပုံစံလဲဆိုတော့ရှုပ်ခုပြောဆရာတို့ရဲ့လုပ်ငန်းတစ်ခုကိုအောင်မြင်ရအောင်မြင်ရမယ်ဆိုတော့ကို့အိမ်မက်တစ်ခုတည်းမဟုတ်ဘူးတဲ့ ဘယ်လိုမျိုးလူသားတယောက်ဖြစ်ချင်တာလဲအဲဒုနာနိုင်ငံနေနေဖြစ်ဘယ်လိုမျိုးလူလူတယောက်နေနေဖြစ်ချင်တယ်ဒုနာခရရှိဘယ်လိုမျိုးတမဝန်ကြောင့်ဘယ်လိုမျိုးနေထိုင်သွားချင်တယ်လဲပေါ့နော်ဆိုတော့ဒီနေ့နေ့ကြီးပေါ့နော်ဆိုတော့တောင်းဆိုမှုလိုလားမှုတွေကလည်းပါဝင်ပါတယ်တဲ့အဲ့ချက်တွေလေအဲ့တော့ဥပမာတငယ်ချင်းကို အိုရန်ဂီရာရဲ့နိုင်လင်ကန်နီနာရီတိုက်တငယ်ချင်းတိစ္ဆာမဖောက်တဲ့လူတယောက်နေနဲ့ဖြစ်ချင်းနေပြီးရှီဇန်နေတဘာဝကြားထဲမှာပေါ့နော်ရှင်တန်သွားခြင်းနေစသဖြင့်အိမ်မက်တွေကလည်းကောင်းတဲ့အရာတွေဖြစ်ပါလေတဲ့စုံဟိုးကအဲ့ဒါပို့ပြီးတော့မှဇွတ်တော့ပို့ပြီးတော့မှလက်တွေ့ကြကြပြောရမယ်ဆိုရင်နော်ကိုတိုက်တကိတဲ့လက်တွေ့ကြကြပြောရမယ်ဆိုရင်စုံစုံကောပါအဲ့ဒီကလေးတယောက်ကအဲ့ဒီကလေးကပေါ့နော်ဆိုတော့အီမမော့တေရီတို့အမွေ အခုလက်ရှိသူ့စီမှာရှိနေတဲ့အသွေးတွေအသွေးခေါ်တွေလက်ရှိသူ့စီမှာရှိနေတဲ့ဒီတောင်းဆိုချက်တွေခံစားချက်တွေပေါ့နော်တစ်ချိန်ချိန်မှာဆိုရင်သူ့ရဲ့ဒီစရိုဒီနိုင်ရမီဆိုတဲ့ကပုံပင်တော့ကားရောက်တဲ့ဟာလေပါဝင်နေတာလေပါဝင်နေတဲ့အခြေအနေမျိုးလေးရှိကြတယ်တဲ့ပြောမယ်ဆိုရင်နော်ချို့တချို့ကြတော့လေးဆိုတော့လက်တွေ့ကြကြပြောမယ်ဆိုရင်တချို့ကလေးတွေချာစိတ်ထဲမှာလေအနာတရတွေဖြစ်နေတာဟုတ်အနောင်တချင်းရာဒီလိုမျိုးဖြစ်အောင်လာလုတ်မေးဆိုပြီးတော့မှတွေးထားတဲ့ကလေးတွေလေးရှိတယ်လို့ပြောခြင်းနေတဲ့ပဲပါ ဥပမာအိမ်မက်ဆိုတာဘာလဲလို့မေးခံရတဲ့အခါကျကလေးတွေအဖြေကိုဟုတ်မလားကလေးတွေကလေးတွေမေးမေးခံရကလေးတွေအဖြေကိုပို့ပြီးတော့မှအသေးချာနားထောင်ပေးရမယ်တဲ့နော်မို့တော့မိမိကိုခတ်တမှုကုစားပို့ပြီးတော့မှနားဆွင့်ရမယ်ပေါ့နော်အသေးချာနားထောင်ရမယ်ပြီးရင်ကကူဟိုဒီတက်ကိတဲ့လေးနေနေနဲ့နဲ့ရှင်းရှိုင်းနဲ့စဉ်းစားပေးတာနော်စဉ်းစားတွေးခေါ်ပေးပြီးတော့မှသူတို့နဲ့ဘယ်လိုပြောမလဲအပြန်အလှန်ပြောပြရမှာပေါ့နော်ပြန်အလှန်ပြောပြလဲဆိုတော့ပြန်အလှန်ဆွေးနွေးရမယ်တဲ့ပြီးရင် ကလေးတွေပြောပြတဲ့အိမ်မက်တွေမှာပါဝင်တဲ့ဥပမာချီဆန်းနဲ့သူပြရကိဒိဗေကကျတော့ဆိုတော့ဒီကဒီသူတို့ရဲ့ဒီတင်းငယ်တဲ့သူတို့ရဲ့အသွေးခေါ်တဲ့တော်လကောင်းပေါ့နော်ပေးနေတော့ကဟယိုနီတဲတဲကိစရိုင်ပြောမယ်ဆိုပေါ်ပြရခက်တဲ့သူတို့ရဲ့ဒီပေါင်းစုံချက်တွေကိုပေါ့နော်မရှိရှိနိုင်ဒီကူလာဆိုင် neglect မလုပ်လိုက်ပါနဲ့လို့ပြောကြတယ်လစ်လီယူမရှိလိုက်နဲ့ပေါ့နော်ဥပမာအဖြစ်ပြောရမယ်ဆိုရင်သူ့ရဲ့အိမ်မက်တွေကတချို့ကလေးတွေကဘာပြောလဲဆိုတော့ ကလေးတွေကျွန်တော်ကလေးတွေမွေးပြီးတော့မှပျော်စရာကောင်းတဲ့မိသားစုကျွန်တော်ဖန်တီးခြင်းနေဆိုတော့ကလေးတွေအိမ်မက်တယ်လေးရှိကြတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုပြန်ကြည့်တဲ့အခါကျတော့အဲ့ဒီကလေးကခုလက်ရှိသူ့ရဲ့ဒီမိသားစုရေးမှာပေါ့နော်ဆိုတော့ရေးမှာတော့ခတ်တဲ့သူ့ရဲ့ခုလက်ရှိသူ့သူ့စီမှာရှိနေမိသားစုအခြေအနေကဖူမန်ပြောနေစိတ်မကျေနပ်ချက်တွေလည်းရှိကောင်းရှိနိုင်နေပြီးရင်သူ့ရဲ့အနာဂတ်အတွက်ကိုပူပင်တော့ကရောက်တာဟာတွေကလည်းဖုံးကွယ်ထားတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်တဲ့အဲ့ဒါကြောင့်ဒီအိမ်မက်ကိုသူ ပြောတဲ့ကလေးတွေရှိတာပေါ့နော်အဲ့တော့ oya ko the humanity တဲ့မိဘနဲ့ကလေးတွေရဲ့ကြားထဲမှာအိမ်မက်နဲ့ပတ်သက်ပြီးတော့မှဆိုတော့တေချာလေးဆွေးနွေးပြီးတော့ပေါ့နော်ကလေးတွေရဲ့အစိတ်ခံစားချက်ကိုတေချာလေးဆွေးနွေးမိဆိုရင်ကလေးရဲ့အစိတ်ခံစားချက်ကိုကောင်းကောင်းနားလည်သဘောပေါက်လာမယ်တဲ့ညာနော်ကိုတို့မုံတို့ကိုတိုင်ကလေးတွေရဲ့အဖြေရဲ့နောက်ခံ နော်နောက်ွယ်မှာပေါ့နော်ဆရာနောက်ွယ်မှာပြောပါပေါ့နော်ကလေးတွေရဖြစ်ရဲ့နောက်ွယ်မှာလေဘယ်လိုမျိုးတို့အသွေးတွေရှိလဲဘယ်လိုမျိုးတို့တောင်းဆိုမှုတွေရှိလဲဘယ်လိုမျိုးတို့တောင်းတနေတာလဲဆိုတဲ့ဟာလေးကိုဆရာတို့အနေနဲ့တေချာလေးစဉ်းစားပေးဖို့လိုတယ်ပေါ့နော်ပြောမယ်ဆိုဖတ်ယူဖတ်ယူဖို့လိုတယ်ဆိုတာစဉ်းစားပေးဖို့တော့လိုပါမယ်ရပြီနော်အဲဆိုရင်ဆရာတို့ဒီနံပါတ်ကိုပြန်နှိချုပ်လိုက်မယ်ဆိုရင် तू ပြောကျင်တဲ့အကြောင်းအရာကဇာယတူအဓိကမှုတုံဝေးထိုက်ဖို့တော့ဆရာရှာမှာလား အဲ့တော့ကလေးတွေပြောလာတဲ့တို့ရဲ့အိမ်မက်နဲ့ပတ်သက်ပြီးတော့ပါဝင်တဲ့အရာတွေတို့ပြောလိုက်တဲ့အကြောင်းအရာတွေကိုဆိုတော့ဘာလို့လဲဆိုတော့တေချာနာလေးပြီးတော့မှနားထောင်ပေးရမယ်တေချာလေးဂယူဆိုင်ပြီးတော့မှဆွေးနွေးပေးရမှာအဲ့ဒါအရေးကြီးတယ်ဟုတ်လားအဲ့ဒါကိုဒီကနှိချုပ်လိုက်တဲ့သဘောပါဇာယေတူဒီက recommend ပေးချင်တယ်အဲ့ဒါဒါပဲနော်ဟာအဲ့ဆိုတော့ဆရာနေနဲ့အဖြေကြည့်အောင်ဘယ်ဟာဖြစ်မယ်လို့ထင်လဲအကြီးကြီးဆန်းကြုံနိစ္စဆုံးမှာနိစ္စဆုံးကပုတ်ဆိုရွေးပြီး โอเคအဖြေက3ဘန်ဒီစ်နံပါတ်3ဖြစ်ပါတယ်အိုတိုနာမကိုတိုမိုနိုယူမီနီဖူကူမာရီရီအိုမိုယီကိုလီကိုင်ဆူရကိုတိုကဒိုင်ဆီဆူတာအဲ့တော့လူလူကြီးတွေကပေါ့နော်ကလေးတွေရဲ့အိမ်မက်မှာပါဝင်တဲ့အသွေးတွေသူပါဝင်တဲ့အကြောင်းအရာတွေကိုဆိုတော့နားလေသဘောပေါက်ပို့ကတော့အရေးကြီးတယ်ထောက်ပြောခြင်းတယ်သူတို့ဘာသူတို့ရဲ့အိမ်မက်တွေကိုပြောတဲ့အခါမှာတေချာနားတောင်းမယ်တေချာနားလေပေးရမယ်ပေါ့နော်အဲ့ဒါပြောခြင်းတယ်ဒါကြောင့်ဆမ်ဘန်ဒီစ်ရပြီနော် ်ဒါပဲထင်ပါလေအဲ့လိုနော်ဆက်လွှဲမယ်ထင်ပါလေအဲ့တော့အချိန်မောင်းကလူကြီးတွေကကလေးတွေရဲ့အိမ်မက်ကိုတော့နန်းနီကတခုခုကိုပြောပြကိုကတော့အရေးကြီးတယ်မဟုတ်ဘူးနော်ပြောထားတာမရှိပါဘူးနောက်လူကြီးတွေကကလေးတွေအိမ်မက်ကိုလည်းတွေ့ကောင်းတဲ့ပေါ်ယုံမှပဒီပြောပြပေးဖို့ကတော့ရေးကြည့်တယ်လို့ပြောတာနော်လူကြီးတွေပြောပြရမယ်အဲ့လိုမဟုတ်ဘူးသူတွေအိမ်မက်ကိုလက်တွေ့ကောင်းတဲ့ပေါ်ဖို့ပြောပြရမယ်မဟုတ်ဘူးနောက်တစ်ခုကဟိုသုံးသန်းဝယူမေဟိုခတာ ခတ်တတိအိုင် အာဥမရေဆိုတာကဆိုတော့ဆွေးမနွေးခင်မှာပေါ့သူတို့အိမ်မကုန်ဆွေးနေခင်မှာလူကြီးကလေးတွေရဲ့ဖူအန်ကိုဖယ်ထုတ်ထားဖို့တော့လေးကြီးတယ်သူတို့နုံစုကစားဖယ်ဖယ်လိုက်တာကလေးတွေရဲ့ဘာတွေစိုးရင်လည်းသူတို့ကဖယ်လိုက်အမှနေရပြီโอเคအိမ်မက်သူတို့မပြောပြခင်မဆွေးနေခင်မှာကလေးတွေစီမှာရှိနေတဲ့စိုးရင်စိတ်ကိုခဏဖယ်ခိုင်းတာမဟုတ်ဘူးအဲ့တော့မပြောတော့ဘူးဆက်လို့စားပိုင်းမှာအားကြောင့်အဖြေမှာငါစံပန်းဖြစ်ပါတယ်အလုံးနဲ့လည်းနားလည်းမဲ့တင်ပါတယ်နော်ဆိုတော့ဒါကတော့ ဒီနေ့အတွက်ကတော့နှစ်ပုတ်ကတော့ရမယ်ထင်ပါတယ်အဲဆိုရင်နော်ဆရာဒီနေ့ကအဲ6ရက်နေ့မြောက်ကတည်မှာပဲအဲရနာကွင်းပြုပါနော်အဲဆိုရင်နောက်နေ့ကျမယ်ဆိုတော့ဒါ9ရက်နေ့မြောက်နေ့ဆက်ပြီးတော့ share လုပ်ပေးတော့ပါမယ်ဟုတ်နေတဲ့အားကြီးတော်ဆိုင်ပါရှင်